အားလုံးမင်္ဂလာပါစိတ်ချလာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေသေးကတော့မနက်ပိုင်းမှာ450အတန်နဲ့ရေးဖွင့်ထားပါတယ်ဒီနေ့ကရှေ့ရနေ9လပိုင်း2025ခုနှစ်မြောက်ပိုင်းတိုင်းရွှေသေးကတော့450တက်ပါတယ်56.500ကိလို့ရှိတဲ့တိုင်းရွှေခဲသေးဆိုင်ကရောင်းတဲ့ဈေးက9250ဆိုင်ကလက်ခံတဲ့ဈေးက9950 လက်ဝင်ရိုင်းဈေးနှုန်းတွေရတော့ဆိုင်ကရောင်းတဲ့ဈေးက93,650ဆိုင်ကလက်ခံတဲ့ဈေးက9,801.9နဲ့ပေါင်ဈေးရှိနေပါတယ်။အဘချွေတောင်စားကိုဒေါ်လာ3,406နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ32.9နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.500ကျင်းလို့ရှိတဲ့ထိုင်းရွှေဈေးကဘန်ကောက်ထဲမှာလက်ခ100ရှိပါတယ်။လက်ခ BSC ထိုင်းရွှေဈေးရဲ့ဘက်သားကို9,350နဲ့ပေါင်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9,950ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။ လက်ဝေညာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကိုတစ်ထောင်ကနေတစ်ထောင်ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းလုံးကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝေညာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့အပြင်ကို9000ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ဒီနေ့မှာတော့တိုင်းရွှေစီးတွေကလည်းတက်နေပါသေးတယ်။ဆက်လက်တက်ဖို့လည်းလာလာရှိနေပါသေးတယ်။တိုင်းရွှေခဲတပတ်သားကို6000ထိတက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။တိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေနဲ့လက်ခစေးသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာသွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ200ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ချမရှိပါဘူး။တိုင်းရွှေစင်းငွေစည်းတွေကိုမြန်မ်းတင်ပေးပါရတယ်။တိုင်းရွှေစင်းငွေစည်းတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကုချမ်းမှာရှင်နဲ့ပြည့်စုံပြီးအနေရကင်းလို့ပြီးရှင်နိုင်ကြပါစေ။